ားလုံးပဲမင်္ဂလာပါခင်ဗျာကျမ်းမာဘေကင်းကြပါစေ2025ခုနှစ်နိုဝင်ဘာလ29ရက်နေ့ညပိုင်းလူသစ္စာ channel ကနေပြီးတော့နောက်ဆုံးရတွန်လိုင်းသတင်းတွေကိုထုတ်လုပ်တင်ဆက်ပေးပါတော့မယ်ကျွန်တော်တို့ရဲ့ channel ကို like and subscribe လုပ်ပေးဖို့ကိုလည်းထပ်ပြီးတောင်းဆိုပါရစေခင်ဗျာဒီကနေ့တင်ပြဖို့ရွေးချယ်ထားတဲ့သတင်းတွေကတော့ဒီမိုးကုတ်မြို့ကိုစစ်ကောင်စီတပ်တွေဝင်ရောက်လာပြီလို့ဆိုပါတယ်နောက်ပြီးတော့ဒီစစ်ကောင်စီတပ်နဲ့ရှမ်းပြည်မြောက်ပိုင်း SSPP SSA တို့ကြောင်မဲမှာတိုက်ပွဲအပြင်းထန်ဖြစ်ပွားတယ်ဆိုတဲ့သတင်းလည်းရှိပါတယ်။နောက်ရက်ဆိုင်ထားတဲ့ AOD မြစ်စုံကြီးအလျက်စစ်စီမံကိန်းအတွက်မင်းအောင်လိုင်ကဥဆောင်အဖွဲ့ဖွဲ့စည်းပြီးတော့တရုတ်ယူနန်ကုမ္ပဏီနဲ့အတူလုပ်ငန်းတွေပြန်လည်စတင်တယ်ဆိုပြီးတော့သတင်းလည်းထွက်လာပါတယ်။ဒီကြောက်ဖြူမြို့နယ်မှာစစ်ကော်မရှင်တပ်ဘက်ကအကြမ်းဆုံးများပြီးတော့နေရာတချို့ကို AA ကထပ်ပြီးသိမ်းယူလိုက်ပါတယ်ခင်ဗျာ။ နောက်ပြီးတော့ရေမြုပ်နယ်တဲ့ကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီစစ်ကြောင်းကြားဖြတ်တက်ခိုက်တာမှာခုနှစ်ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းလည်းတင်ပြစရာရှိပါတယ်။နောက်နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ဒီဆင်လန်ကိုရိတ်ခါလာပို့တဲ့စစ်ကြောင်းကိုအေအေနဲ့ပူပေါင်းတပ်တွေကလက်အပြတ်တိုက်ခိုက်လို့ဆယ်ဦးထက်မနည်းသေဆုံးသွားတယ်လို့ဆိုပါတယ်။ဒီသတင်းလေးကိုစုစည်းပြီးတော့တင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပထမဆုံးသတင်းအနေနဲ့ကတော့မိုးကုတ်ကိုစစ်ကောင်တီတပ်တွေဝင်ရောက်လာတဲ့ဆိုတဲ့သတင်းနဲ့စတင်ကြပါရစေ။ ဒေတာမြူတာလူမျိုးရေးတပ်မတော် DNL ကလက်လွတ်ဖို့သဘောတူထားတဲ့မန္တလေးတိုင်းမိုးကုတ်မြို့တဲကိုနိုဝင်ဘာ28ရက်ညမှာကားစီတရားဝင်းကျင်နဲ့အင်အားလုံးရင်းနဲ့စစ်ကောင်စီတပ်တွေစတင်ဝင်ရောက်နေပြီလို့ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးရဲ့တာဝန်ရှိသူကိုအော့စမွန်ကဒီ DVB တရက်ဌာနကိုအတည်ပြုထားပါတယ်ခင်ဗျာဒီ DNL ထိန်းချုပ်ထားတဲ့ပြည်ဦးလွင်နောင်ချူကြောင်မဲမိုးကုတ်လက်အတိုင်း ဝင်လာတာဖြစ်ပြီးတော့ဒေတာကာကွယ်ရေးအဖွဲ့တွေအနေနဲ့သတင်းချက်လက်ရယူဖို့တော့မလွယ်တဲ့အခြေအနေဖြစ်ပါတယ်လို့သိရပါတယ်။နောက်မိုးကုံးမြို့ကိုလက်လွတ်မယ်လို့တင်နယ်လီကအော်တိုဘာ29ရက်မှာကြေညာခဲ့ပြီးတဲ့နောက်ပိုင်းဒေတာကာကွယ်ရေးအဖွဲ့တွေကိုသူတို့တတ်မှတ်ထားတဲ့စကန်းကုန်းတွေမှာပဲအခြေချခွင့်ပြုထားပါတယ်။လက်တလုံးမှာဒေတာကာကွယ်ရေးအဖွဲ့တွေဟာမြို့ပတ်ချက်လယ်မှာရှိနေပြီးတော့ဒီအခြေအနေပေါ်မှာဘယ်လိုတုံ့ပြန်မလဲဆိုတာအတိမပြုတ်နိုင်သေးဘူးလို့မိုးကုံးတပိတ်ကောင်းဆောင်ကိုစိုးထေကပြောပါတယ်ခင်ဗျာ။ အထက်ကလည်းသူကဆက်သွယ်အကုန်ဖြတ်ထားတာစတန်လင်းတွေပါတွေအကုန်ဖြတ်ထားတယ်ကျွန်တော်တို့မင်းညာနေကတရားတော်ဆိုရင်တော့ကအစီတရားလောက်ရှိတယ်မင်းညာကညာရင်းချင်းတောင်ရောက်ကျင်ရောက်မှသူတို့ဘာမှအတားအဆီးမှမရှိတာဘာယူနီဖောင်းမှလည်းမပြောင်းဘူးဒီတိုင်းပဲဝင်လာကြတယ်ပြောတယ်လေ900လောက်တော့ရှိမှပေါ့အဲအားအလုံးကြီးနဲ့ဝင်လာတယ်လို့မင်းညာကကျွန်တော်သိထားတာဒီနေ့တော့ဘာမှမသိရဘူးဘာလို့ဆိုအထက်ကလည်းဆက်သွယ်ပြတ်သွားပြီလ ရှမ်းလန်းဆိုအဲ့ဒီကနေစုသူတို့စုဖွဲ့တယ်စုဖွဲ့ပြီးတော့မှဂိတ်ဖွင့်ပြီးတော့အဲ့ဒီလမ်းကြောင်းအတိုင်းလာတယ်ပစီတို့တာပိုင်တို့ပြင်းဦးလင်မိုးကုံလန်အဲ့ဒီလမ်းဘက်ကနေလာတယ်လို့သိရတယ်ကားအစီတရားကြော်တယ်ဆိုတာဘယ်လိုကားတွေလဲတော့မသိဘူးဒီတရနယ်လီကတော့တောက်လျှောက်မြို့ထဲမှာလဲလမ်းတွေပိတ်ထားတာဒီလှုပ်ထားတယ်မြို့ထဲကလူတွေပါအတော့လာကန်တပ်ပိတ်ပင်တာတွေရှိတယ်လို့ပြောပြပါရခင်ဗျာ ဒီမိုးကုတ်မြို့မှာတရနယ်လေးကဆက်ဆံရေးရုံဆက်ဖွင့်ထားမှာဖြစ်ပြီးတော့ကြောက်မြက်လုတ်ကွက်တွေကိုလည်းဆက်လက်လုံဆောင်သွားမယ်လို့လည်းသိရပါတယ်။ဒီမိုးကုတ်မြို့မှာတခြားတိုင်းသားအစုအဖွဲ့တွေလည်းရှိနေပြီးတော့ကြောက်တွင်းလုပ်ငန်းတွေဆက်လက်လည်ပတ်နေမှာဖြစ်ပါတယ်။ညာလင်းတဲ့သူတနာအဖွဲ့ကမိုးတက်နေပြောတာကတော့ စစ်တပ်ကရင်းမြစ်တွေအကုန်လုံးကိုပိုင်သိမ်းထားပြီးတော့လေကြောင်းထိုးတာတွေပါတယ်တခြားလုံနိုင်တာမျိုးဖြစ်တာကိုဒီနောက်ထပ်တစ်ခုကစားနပ်ရိက္ခာစေဝါရရှိမှုတော့လဲကျွန်တော်တို့11ဒေတာတွေကြတော့ပြည်တွင်းကုန်သွယ်ရေးကိုပဲအကူရတဲ့အခါဒီစားရိက္ခာပတ်သက်လို့ပြဿနာတွေရှိပါတယ်ဒီမတက်တဆဈေးတွေပေးရတာစစ်တပ်ကပိတ်ဆို့တာလွယ်တာရှိတာပေါ့နောက်တစ်ခုကတရုတ်ရဲ့ဗက်လိုက်တဲ့ကိစ္စအဲ့ဒီဖိအားကလည်းကျွန်တော်တို့မှာပြဿနာရှိတယ်လို့ပြောပြပါရခင်ဗျာ ဒီမိုးကုတ်မြို့ကနေသူတို့ထွက်ခွာမဲ့ရက်မှာကြီးလုံးဝမပေါက်ဘူးဒေသတော်လိုင်းအရာစုတွေကိုတည်နယ်လီကတားမြစ်ထားတယ်လို့လည်းသိရပါတယ်ဒီမိုးကုတ်မြို့နဲ့မိုးမိတ်မြို့တို့ကို2024ခုနှစ်ဇူလိုင်လအတွင်းမှာတည်နယ်လီနဲ့မာမိတ်တပ်တွေကသိမ်းယူခဲ့တာဖြစ်ပြီးတော့တနစ်ကျော်အကြာမှာတိဥစုရရဲ့ဂျားဝယ်ဖိအားပေးမှုတွေကြောင့်ပြန်လည်လက်လွတ်ခဲ့ရတဲ့အခြေအနေဖြစ်လာခဲ့တာဖြစ်ပါတယ်ခင်ဗျာ နောက်တဲ့တဲ့ဘုကတော့စစ်ကော်မရှင်တန်တဲ့ SSPB SSA တို့ကြောင်းမဲမှာတိုက်ပွဲအပြင်းထန်ဖြစ်ပွားတယ်ဆိုတဲ့သတင်းကိုဆက်တင်ပြပါမယ်။ဒီဒီကနေ့နိုဝင်ဘာလ29ရက်နေ့နေ့လယ်တနာရီလောက်ကရှမ်းပြည်မြောက်ပိုင်းကြောင်းမဲမြို့နယ်အတွင်းမှာစစ်ကော်မရှင်တန်တဲ့ရှမ်းပြည်တုတ်တေးပါတီရှမ်းပြည်တပ်မတော်အကြတိုက်ပွဲတွေအပြင်းထန်ဖြစ်တယ်ဆိုပြီးတော့ SSPB သတင်းနဲ့ပြည်ကြားရေးဌာနကသတင်းထုတ်ပြန်ထားပါတယ်။ဒီရှမ်းတက်တွေရှိနေတဲ့ကြောင်းမဲမြို့နယ်ပုံကိုကြေးရွာအနီးမှာ ီစစ်ကော်မရှင်ကအင်အား100လောက်နဲ့မြေပြင်ကနေထိုးသိမ်းစင်လာတာကစပြီးတိုက်ပွဲဖြစ်တာလို့ဖော်ပြထားပေမဲ့ဘာကြောင့်တိုက်ပွဲဖြစ်တယ်ဆိုတာအတိအကျမသိရသေးပါဘူးဒီနောက်ထပ်စစ်ရေးတရင်အရင်မြစ်ရာကြားဖြန့်ကိစ္စလည်းဖြစ်နိုင်တယ်ဆိုပြီးသုံးသပ်မှုတွေရှိပါတယ်ဒါပေမဲ့လည်းဒီ SSPP ရဲ့၅ချိန်မြောက်ပါတီကွန်ဂရက်အစည်းအဝေးအပြီးမှာထုတ်ပြန်ခဲ့တာကတော့၎င်းတို့ထိတ်ချုပ်နယ်မြေအိန္ဒိယနိုင်ငံတွေအပါအဝင်ဒေသတွင်းနိုင်ငံတွေနဲ့နိုင်ငံတကာလူမှုအတိုင်းအဝိုင်းအကျိုးစီးပွားကို ဒီထိကိုက်သေးတဲ့ online ငွေကြေးလိမ်လည်တာတွေမရှိသေးဘူးနဲ့ငွေစေဝါကင်းစင်ပပျောက်ရေးတို့ကိုအထူးကျမှတ်ဆောင်ရွက်သွားမှာဖြစ်တဲ့အကြောင်းထုတ်ပြန်ခဲ့တယ်လို့ရှမ်းသတင်းဌာနမှာဖော်ပြထားပါတယ်။ဒီတိုက်ပွဲဟာနေ့လယ်တနာရီ7မိနစ်ကနေ2နာရီ55မိနစ်အထိကြာပြီးတော့နှစ်ဖက်ထိကိုက်မှုတွေတော့ဖော်ပြထားတာမတွေ့ရပါဘူး။ဒီအဲ့ဒီတိုက်ပွဲအတွင်းမှာစစ်ကောင်စီဘက်ကမြေပြင်စစ်ကြောင်းနဲ့ဒရုန်းတွေအများစုအသုံးပြုတိုက်ခိုက်နေတယ်လို့လည်းသိရပါတယ်ခင်ဗျာ။ ဒီကြောင့်ပဲမြို့ဟာတစ်တုံညာနှစ်ကိုဆက်စည်ရေးမှာ DNL နဲ့မဟာမိတ်တပ်တွေတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးတော့ဒီ DNL ကထိန်ချုပ်ခဲ့တာအခုခါစစ်ကော်မရှင်ထိန်ချုပ်မှုအောက်ကိုရောက်နေပါတယ်ခင်ဗျာနောက်တရင်တဘုတ်ကတော့ဒီရက်ဆိုင်ထားတဲ့အယဝတီမြစ်စုံကြီးအလျက်ဆက်စီမံကိန်းအတွက်မင်းအောင်လိုင်ကဥဆောင်ဖွဲ့စည်းပြီးတော့တရုတ်ယူနန်ကုမ္ပဏီနဲ့အတူလုပ်ငန်းတွေပြန်လည်စတင်ဆိုတဲ့သတင်းကိုတင်ဆက်ချင်ပါတယ် ဒီရပ်ဆိုင်ထားတဲ့အယာဝတီမြေတုံကြီးကတာစီမံကိန်းအတွက်မဲအောင်လိုင်ကဥဆောင်ဖွဲ့စည်းလိုက်ပြီးတော့တရုတ်ယူနန်ကုမ္ပဏီနဲ့အတူလုပ်ငန်းတွေပြန်လည်စတင်လိုက်တဲ့အကြောင်းစစ်တပ်က ထုတ်ပြန်တဲ့ပြန်တမ်းတွေအရသိရပါရခင်ဗျာဒီအကြံဖက်မဲအောင်လိုင်ကအယာဝတီမြေတုံမြညာမြေဝန်းရဲလက်စစ်စီမံကိန်းဥဆောင်အဖွဲ့ကိုအခုနှစ်ဩဂုတ်လ29ရက်နေ့မှာဖွဲ့စည်းလိုက်ပြီးတော့မြေတုံစီမံကိန်းအတွက် သူတေသနလုပ်ငန်းတွေနိပညာဆိုင်ရာဖြည့်ရှင်းချက်တွေနဲ့ပြည်သူဆက်ဆံရေးလုပ်ငန်းတွေကိုစီမံဆောင်ရွက်နေတယ်လို့လည်းသိရပါတယ်ခင်ဗျာဒီအဲ့ဒီမြေဆုံမြညာမြဝန်းရေအားလျက်စစ်စီမံကိန်းမှာလျက်စစ်ဝန်ကြီးဌာနဒုတိယဝန်ကြီးကောင်းဆောင်အဖြစ်ပါဝင်ပြီးတော့ဒီကချင်ပြည်နယ်သုရဖွဲ့ရဲ့တရားသဒ္ဒဝန်ကြီးကဒုကောင်းဆောင်အဖြစ်ပါဝင်ကအဖွဲ့ဝင်73ဦးပါဝင်ပါတယ်အဲ့ဒီအဖွဲ့ကတရုတ်ယူနန်ပြည်နယ်က DSPIC United International Power Investment Company Limited နဲ့အတူဒီပူးပေါင်းပြီးတော့မြစ်စုံရဲလက်စစ်စီမံကိန်းအတွက်သုတေသနလုပ်ငန်းတွေနှိပညာဆိုင်ရာဖြည့်ချင်းချက်တွေပြည်သူဆက်ဆံရေးလုပ်ငန်းတွေပြီးတော့ဒီစီဝါရေးနဲ့ဗန္ဒာရေးဆိုင်ရာ စီမံလုပ်ငန်းစီမံဆောင်ရွက်ရမှာဖြစ်တဲ့အကြောင်းဒါ့အပြင်ဥဆောင်အဖွဲ့ကလက်ညှိုးပေးချက်နဲ့ထုတ်ပြချက်ချတာအပါအဝင်လုပ်ငန်းတွေဆောင်ရွက်ရမှာဖြစ်တယ်လို့သိရပါပါတယ်ခင်ဗျာ ဒါပြင်မြေဆုံစီမံကိန်းအတွက်တရုတ်ဆူရနဲ့မြန်မာစစ်တပ်ကြားညှိနှိုင်းဆောင်ရွက်ရေးကိစ္စကိုလည်းသူပါဥဆောင်ဖွဲ့ကအထောက်အကူပြုပေးရမှာဖြစ်တယ်လို့လည်းသိရပါတယ်။မြေဆုံစီမံကိန်းဥဆောင်ဖွဲ့ကတရုတ်ဘက်နဲ့အစည်းအဝေးနှစ်ကြိမ်ရှိခဲ့ပါပြီးအခုကလုပ်ငန်းပြန်စမယ်ဆိုပေမဲ့ on paper တွေပဲအဓိကတွားနေတုံးပါပဲလို့နေပြည်တော်တရင်အရှင်မြစ်ကပြောဆိုတာဖြစ်ပါတယ်။ဒီအကြံဖက်မင်းအောင်လိုင်ကမြစ်တုံရေအားလျှက်စစ်စီမံကိန်းကိုတရုတ်နဲ့ပူးပေါင်းဆောင်ရွက်နေတဲ့အကြောင်း ဩဂုတ်လ31ရက်နေ့တရုတ်နိုင်ငံထန်ချင်းမြို့မှာမြန်မာတရုတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမြင့်တရေတွေ့ဆုံပွဲမှာထုတ်ဖော်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ဒီ AR မြေဆုံစီမံကိန်းမှာစစ်အာဏာရှင်ဘူတန်ရွှေလက်ထက်2002ခုနှစ်ကကလေးလာရေးစလုပ်ခဲ့ပြီးတော့တရုတ် CPI ကုမ္ပဏီနဲ့အကျိုးတူလုပ်ခဲ့ရာကနေပြီးတော့ပြည်သူလူထုရဲ့ကန့်ကွက်မှုတွေကြောင့်2011ခုနှစ်မှာဦးသိန်းစိန်အစိုးရအမိန့်နဲ့ယာယီရပ်ဆိုင်ခဲ့တာဖြစ်ပါတယ်ခင်ဗျာ။နောက်ရခိုင်ဘက်က ဒီတိုက်ပွဲသတင်းတစ်ခုကိုပြန်ဆက်ချင်ပါတယ်ခင်ဗျာအဲ့ဒါကတော့ကြောက်ဖြူမြို့နယ်မှာစစ်ကော်မရှင်တပ်ဘက်ကအကြဆုံးများပြီးတော့နေရာတချို့ကိုအေအေနဲ့ပူပေါင်းဖွဲ့တွေကပြန်လည်သိမ်းယူလိုက်တယ်လို့ဆိုပါတယ်ဒီသတင်းကိုတင်ပြပါမယ်ခင်ဗျာဒီကြောက်ဖြူမြို့နယ်ဇိုင်းချောင်းတိုင်းချောင်းမင်းပြင်းမင်းကုန်တိုင်းရင်းနှံတောင်ကြောက်ဖျားစတဲ့နေရာအနီးဝင်းကျင်တို့မှာအရကတတ်တော်အေအေနဲ့စစ်ကော်မရှင်တပ်တို့ဒီကနေ့နိုဝင်ဘာလ29ရက်နေ့အထိနှစ်ဖက်တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတယ်လို့ဆိုပါတယ် ဒီအရကတက်တော်ဘက်ကတံမြန်ထိုးသည့်စင်လာနေတာကြောင့်လက်ရှိဖြစ်ပွားနေတဲ့တိုက်ပွဲအတွင်းမှာစစ်ကော်မရှင်တပ်ဘက်ကအသေးပြောက်များနေလို့နေရာတချို့ကိုဆုံးခွာပြီးနောက်ထပ်သွားတာလို့၎င်းစစ်ရေးတရင်အရင်းမြစ်ကပြောဆိုပါရခင်ဗျာအသေးပြောက်ကြာဆုံးများနေတဲ့အကြမ်းဖက်စစ်ကော်မရှင်တပ်ဟာ၎င်းတို့လုတ်လိလုတ်ထရှိတဲ့အတိုင်းအရတားပြည်သူတွေကိုလူသားတိုက်တပွဲအုံပြုဖို့နဲ့ဒရယာတပ်ဖွဲ့ဝင်တွေကိုတည်ယူဖို့ကြောက်ဖြူမြို့ပေါ်မှာရှိတဲ့အရက်ဖက်စီရင်တွေကိုစီးရင်ကောက်ယူနေတာ ကန်နဘတိတိကြကြကောက်ယူတာနဲ့ပိုင်ဆိုင်သူနေရလိမ့်စာအိမ်နံပါတ်စတဲ့အကြောင်းရတွေကိုလည်းထွေဥက္ကလက်လံကောက်ယူနေတာမှာရတတပတ်လောက်ရှိပြီလို့သိရပါတယ်ခင်ဗျာအဲ့ဒီလိုစစ်ကော်မရှင်အာဏာပိုင်တွေကလိုက်လံစင်းကောက်ယူနေတာကြောင့်ကြောက်ဖြူမျိုးပေါ်မှာရှိတဲ့ပြည်သူတွေကတော့ထိတ်လန့်စိုးရိမ်တာတွေလည်းမြင့်တက်နေတယ်လို့သိရပါတယ်အရကတတ်တော်အေနဲ့စစ်ကော်မရှင်တပ်တို့နှစ်ဖက်တိုက်ပွဲဟာလည်းတရက်နဲ့တရက်တိုက်ပွဲအချိန်မြင့်လာပြီးတော့ တိုက်ပွဲမှာဒဏ်ရာရစစ်ကောင်စီတပ်သားတွေကိုကြောက်ဖြူစေယုံမှာစစ်ကူတာဖို့လိုက်မမိလို့ဒီစစ်တွေစေယုံကိုစစ်ရေးရင်နဲ့ပို့ဆောင်နေရကြောင်းလဲစစ်ကောင်စီတပ်ဖွဲ့ဝင်မိသားစုနဲ့နှိစက်တဲ့တရင်ရင်းမြစ်တွေကပြောဆိုကြပါရခင်ဗျာနောက်တရင်တပုတ်ကတော့ဒီမွန်ပြည်နယ်ရေးမြို့နယ်တွေကတိုက်ပွဲအကြောင်းကိုဆက်ချင်ပါရခင်ဗျာမွန်ပြည်နယ်ရေးမြို့နယ်တွေကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီစစ်ကြောင်းကို ဒီတော်လန်ရေးပူပေါင်းတပ်တွေကကြားဖြတ်တိုက်ခိုက်တာမှာစစ်ကောင်စီတပ်သား9ဦးသေဆုံးခဲ့တယ်လို့တပင်ရွှေတိပြည်သူ့ကာကွယ်ရေးတပ်ကနေသတင်းထုတ်ပြန်ထားပါတယ်။ဒီပြီးခဲ့တဲ့ဒီနိုဝင်ဘာလ25ရက်နေ့ကနေ့လယ်တနာရီအချိန်မှာအင်အား150လောက်နဲ့ရေးမျိုးနယ်ဗရောင်ကျေးရွာအနည်းကိုစစ်ကြောင်းထုတ်လာတဲ့စစ်ကြောင်းကိုတော်လိုက်တပ်တွေကတိုက်ခိုက်တာဖြစ်ပြီးတော့အဲ့ဒီတိုက်ပွဲအတွင်းမှာစစ်ကောင်စီတပ်ဘက်က3ဦးသေဆုံးပြီးတော့2ဦးဒဏ်ရာရရှိခဲ့တယ်လို့လည်းသိရပါပါတယ်ခင်ဗျာ။ အဲ့ဒီနောက်နေ့လယ်3နာရီဝန်းကျင်အချိန်မှာဗရောင်းဖျားအနီးဒုတိယအချိန်တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပြီးတော့စစ်သား2ဦးထပ်မံတည်ဆုံးခဲ့ပြီးတော့ဒီတဦးကတော့ဒဏ်ရာရှိခဲ့တယ်လို့ဆိုပါတယ်။သူတို့တိုးလာလို့ဖြတ်တောက်ပုံစံမျိုးလောက်ဖြစ်သွားတာဘောလို့တပင်းရွှေထီကိုကျက်ပြည်သူကာကွယ်ရေးတပ်တာဝန်ရှိသူတို့ကပြောပြတာဖြစ်ပါတယ်။အလတ်တူပဲနိုဘယ်လ29ရက်နေ့မနေ့6နာရီအချိန်မှာလည်းရေးမြို့နယ် ပဲလမှုရွာပြင်ဘက်ကျိုးတရနေမှာနှစ်ဖက်တိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာမှာစစ်သား၂ဦးသေဆုံးပြီးတော့၂ဦးထိခိုက်ဒဏ်ရာရရှိသွားပါတယ်။ဒီအဲ့ဒီတိုက်ခိုက်မှုတွေကိုတော်လိုင်းပူပေါင်းတပ်တွေဖြစ်တဲ့ KNL တပ်မ6တပ်ရဲ့29ခွဲတဲ့တပင်းရွှေတိကိုကြိုက်ပြည်သူကာကွယ်ရေးတပ်ဒီဘူဟာ33တို့ပူပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်တယ်လို့သိရပါတယ်ခင်ဗျာ။ကဲနော်ဒရေတဘုတ်ကဒီရခိုင်နဲ့ပတ်သက်တဲ့တိုက်ပွဲသတင်းတစ်ခုကိုဆက်ချင်ပါတယ်အဲ့ဒါကတော့ပဲခူးတိုင်းဘရောင်းနယ်က ဒီဆင်လန်စခန်းနဲ့ပတ်သက်တဲ့တိုက်ပွဲသတင်းဖြစ်ပါတယ်ခင်ဗျာပဲခူးတိုင်းဗရောင်းမြို့နဲ့အုံရှိပင်မြို့အပိုင်းညောင်ချေတောက်ဖက်ကနေပြီးတော့ရိုးပေါ်မှာရှိတဲ့ဆင်လန်စခန်းကိုရိတ်ခါလာပို့တဲ့အဲအား90လောက်ပါတဲ့အကျန်းဖက်စစ်တပ်ရဲ့စစ်ကြောင်းမှာမင်းကနိုဝင်ဘာလ28ရက်နေ့လယ်12နာရီကျော်လောက်ကအေအေနဲ့ပူပေါင်းတပ်တွေရဲ့လျှက်တပြက်တိုက်ခိုက်တာကြောင့်ဆယ်ဦးထက်မနည်းသေဆုံးသွားခဲ့တယ်လို့မြေပြင်စီးရေးတရင်ရင်းမြစ်တူကနေရင်စရာတင်ထဏနာကိုပြောဆိုထားတာဖြစ်ပါတယ်ခင်ဗျာ အေအေဦးဆောင်တဲ့တော်လိုက်တက်ဖွဲ့တွေကသူတို့အလာကိုစောင့်ပြီးတော့ခြုံကိုတိုက်တာလျှက်တပြက်တိုက်တာပေါ့ပြောင်ကြားစနစ်နဲ့၁၀လောက်တော့သေးတယ်လို့ခန့်မှန်းတယ်ဒဏ်ရာရတွေလည်းပါတယ်လို့ပြောပြပါရခင်ဗျာ ထောက်ပို့လာတဲ့စစ်ကြောင်းကိုအကြံဖက်စစ်တပ်ကစင်လန်စကန်ကဆင်းပြီးတော့စစ်ကူတိုက်ခဲ့ကတိုက်ပွဲမိနစ်နဲ့ငယ်ကြာဖြစ်ပွားပြီးတဲ့နောက်ဒဏ်ရာသူနဲ့ရိခါတွေကိုစင်လန်စကန်ကိုရေဆောင်သွားတယ်လို့ဒေသခံတို့ကလည်းပြောပါရခင်ဗျာဒီအကြံဖက်စစ်တပ်ကရိခါဖြတ်တောက်ခံရတာမှလက်နဲ့ချီချနေတာကြောင့် ထောက်ဖို့ရိခာတွေကိုစစ်ကြောင်းထိုးကမြေပြင်က လာဖို့နေရတာကြောင့်အေအေနဲ့ပူပေါင်းတော်လိုက်တက်တယ်ထာမကြာခဏဒီဂျာဖြတ်တိုက်ခိုက်ခံနေရပြီးတော့အထိနာကြဆုံးတာတွေများပြားလျက်ရှိတယ်လို့သိရပါတယ်။အေအေတိတ်တာတဲ့ညောင်ကျိုးစကန်းကိုရယူဖို့ကြိုးပမ်းနေတဲ့အချမ်းဖက်စစ်တပ်နဲ့အေအေဥဆောင်တဲ့ပူပေါင်းတော်လိုက်တက်ဖွဲ့တွေဒီအချမ်းဖက်စစ်တပ်တို့မှာဒီနေ့နိုဝင်ဘာ29ရက်နေ့မှာလဲလေလာတောင်တောင်ချေရင်မှာဒီထိပ်တွေ့တိုက်ပွဲဖြစ်ပွားလျက်ရှိတယ်လို့လည်းသူကပြောပါတယ်ခင်ဗျာ။ လေလာတောင်ကနေညောင်ကျွတ်စကန်းကိုရောက်ဖို့တိုက်နေတာကြာပြီးမတိုးနိုင်ဖြစ်နေတာဒီနေ့မနေ့တောင်ချေချင်းအနီးမှာတိုက်ပွဲတွေဖြစ်နေတယ်လို့ပြောတာဖြစ်ပါတယ်။ရိတ်ခါဖြတ်တော့ပိတ်ဆို့ခံထားတဲ့အချမ်းဖက်စစ်တပ်ရဲ့ point 63လုံးစကန်းဟာလည်းအေအေရဲ့လက်နက်ကြီးစနိုက်ပါတို့နဲ့ပစ်ခတ်ခံနေရကအထိနာကြဆုံးတာတွေများပြားနေတဲ့အကြောင်းစီရေးတရေအေးမြစ်တွေကလည်းအတည်ပြုပြောဆိုပါတယ်ခင်ဗျာ။ဒီအကြံဖက်စစ်တပ်ဘက်ကနေပြီးတော့အေအေနဲ့ဒေါ်လာကြီးအဖွဲတွေကိုစစ်ကြောင်းထိုးတာရိတ်ခါပို့တဲ့အခါမှာလဲ ကင်းထောက် drone တွေအသေးခံ drone တွေ jet fighter တွေကိုအများပြအုံပြုကတိုက်ခိုက်နေတာကြောင့် AA နဲ့ Dolai တပ်ဖွဲ့တွေဘက်ကလည်းအလစ်တုပ်ကလျှက်တစ်ပြည့်ပျောက်ကြားစနစ်နဲ့တိုက်ခိုက်နေရတာဖြစ်တယ်လို့လည်းသိရပါတယ်ခင်ဗျာ November 29နေ့ညပိုင်းတင်ပြပေးတဲ့သတင်းတွေကတော့ဒီမြတ်သားပဲဖြစ်ပါတယ်ခင်ဗျာကြည့်ရှုပေးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်နောက်ရက်တွေမှာလည်းတော်လိုင်းသတင်းကောင်းတွေနဲ့ပြန်လာခဲ့ပါမယ်ခင်ဗျာ